ျွန်တော်ခုတော့လေရွှေချောင်းကိုလေ့လာဖြစ်တယ်စဉ်းစားဖြစ်တယ်ပေါ့နော်ကျွန်တော်သိချင်တာကဘာလဲဆိုတော့ဘာလို့လူတွေကရွှေကိုကြိုက်ကြတာလဲဘာလို့နှစ်ပေါင်းများစွာတခက်ပြီးတခက်ပြောင်းသွားပြီမှလည်းလူတွေကရွှေကိုကြိုက်ကြတာလဲပေါ့နော်ဒါရွှေရဘာကိစ္စတန်မိုးရှိတာလဲရွှေဆိုတာကတကယ်ကြတော့ဟိုတန်တဲ့ပစ္စည်းတစ်ခုပဲပေါ့ဗျာဘာလို့ကြီးတွေငွေတွေအလူမီနီယံတွေထက်ဒီရွှေရပို့ပြီးတော့ဈေးကြီးတာလဲနောက်ပြီးတော့ဘာကြောင့်ရွှေဈေးတွေကတက်လိုက်ကြလိုက်ဖြစ်တာလဲနောက်ပြီးတော့ရွှေဈေးတက်လိုက်ကြလိုက်ဖြစ်ရင်ရောကောင်းလာပေါ့နော်ရွှေဆိုတာတကယ်တော့ကျွန်တော်တို့လူတွေအတွက် ဘာတွေများပန့်ဘောကူညီပေးလို့ပဲဥပမာကျွန်တော်ရွှေမမြင်လိုက်ရလို့ရွှေမကင်လိုက်ရလို့ဆိုပြီးကျွန်တော်တည်သွားမှာမဟုတ်ဘူးဘယ်သူမှလည်းတည်မှာမဟုတ်ဒါမဲ့ကျွန်တော်ရေမတောက်ရလို့ရှင်ကျွန်တော်၃ရက်ထဲနဲ့ကျွန်တော်တည်သွားမှာဟုတ်တယ်နော်ဒါမဲ့ဘာကိစ္စရွှေကြတော့အခုဆို3.80လား85တိတ်လားရွှေတစ်ချက်သားကို3.80 85တိတ်ပေးရပြီတော့ရေတပူးကြတော့မြန်မာငွေ1000လောက်ပဲပေးရတယ်ရေရပို့ပြီးရင်းကြည့်ဘူးလားကျွန်တော်အဲ့လိုစဉ်းစားဖြစ်နေတဲ့အဖြစ်ရှာမဲ့တော့ပြီးတော့ကျွန်တော်ဒီ topic ကို research လုပ်ရင်းလုပ်ရင်းနဲ့ပို့ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ဟာတွေကျွန်တော်တွေ့လာတယ်အဲ့ဒါလေးကျွန်တော်ဆက်ပြီးတော့ share ပြန်လုပ်ပေးမယ်ကျွန်တော်မြန်မာနိုင်ငံမှာတုံးတဲ့ကျွန်တော်မြန်မာနိုင်ငံပတ်စံကိုကျွန်တော်အကြက်လို့ခေါ်တယ်ဒါပေမဲ့လည်းကျွန်တော်ရွှေတွေငွေတွေအလေးချိန်တွေချိန်တဲ့ချိန်မှာလည်းကျွန်တော်တော့ဒါကိုကြက်သားဆိုတဲ့ဟာနဲ့ကျွန်တော်ချိန်တယ်နော် grand နေမှာမချိန်ကြက်သားနဲ့ချိန်တယ်ဘာကြောင့်လဲစဉ်းစားဖြစ်ဘူးလားပေါ့နောက်ပြီးတော့ကျွန်တော်တို့တုံးတဲ့ပတ်စံကိုလည်းကျွန်တော်ငွေလို့လည်းကျွန်တော်တို့အတုံးတုံးတယ်နော်အာမြန်မာငွေဘယ်လောက် အလင်းပြောတယ်ဗောနော်ဆိုတော့ဒီပတ်စံဆိုတဲ့ငွေကြက်နဲ့ဒီအလေးချိန်ဒီတန်တဲ့ပစ္စည်းရွှေငွေတွေနဲ့ကြက်သားနဲ့ဘယ်လိုမျိုးဆက်ဆက်မှုရှိလဲဆိုတော့ကျွန်တော်နေလာခြင်းဆိုတော့အဲ့အချိန်မှာကျွန်တော်ရှာရင်းရှာနေဘာတွေ့လဲဆိုတော့ဒီ website လေးတစ်ခုတွေ့တယ်ဒီ website ကဘာလဲဆိုတော့ numistar တဲ့ဗောနော်ဒီ website မှာအဲတကဘာလုံးမှာရှိတဲ့ငွေကြေး currency အားလုံးကိုသူတို့က အဲသူ့ဒေတာလောက်ပြီးတော့အဲ့လိုတိမ်းပြီးဟားတာပေါ့နော် archive လောက်ပြီးဟားတာအဲ့မြန်မာနိုင်ငံဟားလည်းရှိတယ်ဆိုတော့အဲ့မှာကျွန်တော်ဒီဟားလေးကျွန်တော်သွားပြီးကြည့်မိတယ်ဆိုတော့ဒီငွေကြီးကိုကျွန်တော်က1948တောင်ထုတ်ခဲ့တာဆိုတော့ကျွန်တော်တို့ဘယ်မိမလဲကျွန်တော်တို့ခက်တော့မဟုတ်ဘူးကျွန်တော်အဖေကျွန်တော်အမေခက်တော့မဟုတ်ဘူးကျွန်တော်အဖိုးအဖွားခက်ပေါ့နော်နှစ်ပေါင်း80လောက်ရှိနေပြီနော်နှစ်ပေါင်း80နီးနီးရှိနေတဲ့တော့ငါသုံးခဲ့တဲ့စာရွက်ဆိုတော့ဒီမှာကြည့်ကြည့်မယ်ဆိုတော့ကျွန်တော်ကရေးဟားတယ်မြန်မာနိုင်ငံအစိုးရငွေ9ချက်လို့ရေးဟားတယ်နော်ဘာမှမထူးဆန်းအောင်ဒါမဲ့ဒီမှာတတိယနဲ့ထည့်ရတဲ့ဟားလေးအဲ့လားလေးအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဒါလည်းဆိုတော့ ်ငွေဆက်ခုထုတ်ရနေရာတိုင်း၌ငွေ၅ချက်လဲလဲခွင့်ရှိကြအောင်အာမခံသည်တဲ့နော်အဲ့ဒီရေးကြည့်တယ်နောက်တစ်ပတ်တစ်ခုကြည့်ကြအောင်ဆိုတော့ဒီကောင်လေးက1953ဆိုတော့ဒါလည်းအရင်90လောက်ကကျွန်တော်အဖေခက်တော့မဟုတ်ဘူးကျွန်တော်အဖိုးခက်ပေါ့ကျွန်တော်အဖိုးဖားခက်တွေတောင်းကတုံးခက်တဲ့ပတ်စံပြည်တော်စုမြန်မာနိုင်ငံတော်ဗန်နဲ့ဒါလည်းငွေ၅ချက်ပဲဒီမှာလည်းရေးထားတယ်ငွေဆက်ကိုထုတ်ရနေရာတိုင်း၌ငွေ၅ချက်နဲ့လဲလဲငွေရှိကြအောင်အာမခံသည်တဲ့နော်ဆိုတော့ဟုတ်ပြီ အဲ့ဒါလေးစိတ်ဝင်စားဖို့ကောင်းတယ်နောက်ထပ်တဖြည်းဖြည်းနဲ့ကျွန်တော်ဆက်ကြည့်ကြည့်တာပေါ့နော်ငါးချက်တန်နေဘာလေးရှိကြလိမ့်လဲပေါ့โอเคဒီမှာလည်းနောက်တစ်ခုရှိသေးတယ်နောက်တစ်ခုကဘာလဲဆိုတော့ပူချောင်းဆန်းပုံနဲ့ဒါက1958ကဆိုတော့သူကလည်း260ကျော်ကျော်လောက်ပေါ့နော်ပြည်တော်စုမြန်မာနိုင်ငံတော်ဘဏ်ငွေ9ချက်ဒါမဲ့သူလည်းရဟတယ်ငွေဆက်ကိုထုတ်ရနေရာတိုင်း၌ငွေ9ချက်လည်းလည်းခွင့်ရှိကြအောင်အာမခံတယ်ဆိုတော့ဒီအာမခံတယ်ဆိုတဲ့ဟာပြောချင်တာဘာလဲဆိုတော့အဲ့ဆာရွက်ကိုယူပြီးတော့ကျွန်တော်တို့ကငွေလဲလေရာဌာနတိုင်း၌ဆိုတော့ဘဏ်ပေါ့ဗျာဟုတ်လား ဘန်းလေးကိုကျွန်တော်တို့ကသွားပြီးတော့ရော့ဒီစာရွက်ပေးလိုက်မယ်ဆိုလို့ရှိရင်တို့ကနေပြီးတော့ငွေ9ချက်ကျွန်တော်ငွေနော် silver silver ဆိုလဲငွေဒင်းကားပြားပဲနေမယ်ထင်တယ်ကျွန်တော်ထင်တာပေါ့နော်အဲ့တော့9ချက်၄ချက်ရှိတဲ့ငွေနဲ့လဲလဲခွင့်ရှိတယ်ဆိုတော့သူကပြောပြောချင်တာဟုတ်ပြီတဖြည်းဖြည်းနဲ့ဒီ9ချက်ခက်ကိုကြည့်ကြည့်ပါဒီ9ချက်က1996 98ဆိုတော့ကျွန်တော်မွေးပြီကျွန်တော်မွေးရတော့ထွက်ခဲ့တဲ့9ချက်တည်းဒါမြင်မှုကြမှာထင်မယ်နော်ကျွန်တော်လည်းမြင်မှုတယ်ဒါလေးကိုကျွန်တော်ငငယ်တော့ကျွန်တော်ဒါလေးကိုမြင်မှုတယ်ကဲမှုတယ်ဆိုတော့ ဒီ၅ချက်မှာကြည့်မယ်ဆိုရင်ရောဒီက၅ချက်လို့ပဲရေးထားတယ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်၅ချက်ဒါပဲကျွန်တော်ဒါကိုငွေလဲလဲလို့ရတယ်နော်လဲလဲခွင့်ရှိကြအောင်အာမခံတယ်ဆိုတော့စာသားတွေမရှိတော့ပျောက်သွားဒီပြပြတဖြည်းဖြည်းကျွန်တော်တို့ဆွဲကြည့်နေတဲ့အချိန်မှာကျွန်တော်တို့မြင်မှုတဲ့ပုံစံလေးပေါ်လာပြီပေါ့နော်ဒီမှာ100တန်း200တန်းဒါဆိုကျွန်တော်တို့အရင်တော့တုံးခဲ့တာကျွန်တော်ငယ်တော့ဆိုကျွန်တော်တစ်ယောက်မဖို့100နဲ့200ကြားလောက်ရရဘူးတယ်ပေါ့နော်အဲ့တော့ကျွန်တော်လေးတုံးတုံးလို့ရပါတယ်မဟုတ်ဝယ်စားလို့ရတယ်ဆိုတော့ ဒါလည်းကျွန်တော်မြင်ဘူးတယ်เนาะ200တန်လေးတွေပြီးလို့ရှိရင်900တန်900တန်ဒါလည်းကျွန်တော်တို့ခုလက်ရှိသုံးနေတဲ့ဟာလေးဖြစ်သွားပြီအဲ့ဟာလေးအားလုံးမှာကြည့်ကြည့်မယ်ဆိုလို့ရှိရင်ငွေချေကိုသွားလဲလဲလို့ရတယ်ဆိုတော့စာသားလေးမရှိတော့โอเคဆိုတော့ဒါမြန်မာနိုင်ငံတစ်ခုပဲလားဗောနော်မြန်မာနိုင်ငံတစ်ခုပဲဖြစ်တာလားဆိုပြီးတော့ကျွန်တော်ရှာကြည့်ရှင်မှာမဟုတ်ဘူးဗျာဒါမြန်မာနိုင်ငံပဲမဟုတ်ကျွန်တော်တကဘာလုံးကရှိသမျှနိုင်ငံတွေအားလုံးမှာအဲ့လိုဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဒေါ်လာကိုကြည့်ကြည့်အောင်ဆိုတော့ဒါလည်းဒေါ်လာဗောနော်ဆိုတော့ဒေါ်လာမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒါအဟိုးရင်တော့1928တောင်းကထုတ်ခဲ့တဲ့ဒေါ်လာစာရွက် အဲ့တုန်းကဆိုလို့ရှိရင်ဒေါ်လာမှလည်းရီဟာလဲဒါ5ဒေါ်လာအလဲမှာအီဘရာဟင်လင်ကွန်းပုံနဲ့ဒါဘယ်ဘက်တောင်နေမှာဗာရီဟာလဲဆိုတော့ redeemable in gold on demand at the United States Treasury or in gold or lawful money at any Federal Reserve Bank ဆိုတော့ပြောချင်တာကဒီပတ်စံကိုလဲသူတို့နိုင်ငံမှာသူတို့ရဲ့ဗဟုဘဏ်ကသွားပြီးတော့ဒီစာရွက်ကိုပေးမယ်ဆိုလို့ရှိရင်ရွှေနဲ့လဲလဲလဲခွင့်ရှိချောင်းအာမခံတယ်ဆိုပြီးသူကရေးထားတယ်နော်ဒီအောက်မှာလည်းရေးထားတယ် will pay to the bearer on demand 5 dollar သူတို့အိုက်ခေတုန်းကကျတော့အဲရွှေတအောင်စကိုဘယ်နှဒေါ်လာဆိုပြီးသူတို့ကညှိထားတာရှိတယ်ဆိုတော့ဒီ9000ဒေါ်လာသွားပေးမယ်ဆိုလို့ရှိရင်ဟိုကရွှေဘဏအောင်စဆိုပြီးတော့တွက်ချက်ပြီးတော့ပြန်ပေးမှာပေါ့နော်ဆိုတော့ဒီစာရွက်မှာပတ်စံပေါ်မှာလည်းရေးထားတာရှိတယ် Okay အဲ့9ဒေါ်လာကိုပဲကျွန်တော်အခုထွက်တဲ့9ဒေါ်လာကိုကြည့်ကြအောင်ဒါနှစ်ဟောင်းသုံးဟောင်းထွက်ခဲ့တဲ့9ဒေါ်လာဆိုတော့ဒီ9ဒေါ်လာမှာလည်းဒါလေးအမေရိကန်ထုတ်တယ်ဗဟိုဘဏ်ထုတ်တဲ့စာရွက်ပဲ5ဒေါ်လာပဲအလဲမှာအိဗရာဟင်လ ဘာပြောင်းသွားပြီလဲဆိုတော့ this note is legal tender for all debts public and private အဲ့လိုမျိုးရေးထားတယ်အဲ့တော့ဒီစာရွက်ကိုတုံးပြီးကျွန်တော်ဘဏ်ကိုသွားပြီးတော့ရွှေနဲ့လဲလဲခွင့်နိုင်ခွင့်မရှိတော့ဘူးငွေနဲ့လဲလဲခွင့်နိုင်မရှိတော့ဘူးဒါဒီအားလုံးကြီးစာရွက်ပဲဖြစ်သွားတယ်စာရွက်မှာအချင်းချင်းကိုယ့်ဘာကိုအကျွေးရှင်းတဲ့အချိန်မှာတုံးကြပါဆိုတော့စာရွက်တူရဖြစ်သွားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာဘာလေးလာလိုက်ရလဲဆိုတော့ကျွန်တော်တို့ခင်မဟုတ်ဘူးကျွန်တော်တို့အဖေမဟုတ်ဘူးကျွန်တော်အဖိုးအဖွားခင်တွေတုန်းကအဲ့တုန်းကကျွန်တော်ပစ္စည်းတွေဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒင်းကားများတွေငွေဒင်းကားရွှေဒင်းကားငွေနဲ့ရွှေနဲ့ဓာတ်ရိုက် အချိုးချမြင်ဝင်လေးရတယ်ဥမာအမ်စန်တာ8ကိုငွေတစ်ချက်သားအဖြစ်ဖြစ်မယ်ကျွန်တော်မသိဘူးပေါ့နော်ကျွန်တော်လည်းအဲ့ data ကို share လို့မရအောင်ဆိုတော့စန်တာ8ဒီငွေတစ်ချက်နဲ့တူတယ်ငွေ5ချက်နဲ့တူတယ် something like တခုခုပေါ့ဆိုတော့အဲ့လိုမျိုးနဲ့ထည့်ပြီးတော့လဲလဲနေကြတယ်ဒါမဲ့ကျွန်တော်တို့ခစ်ကျွန်တော်အဖေအမေမွေးလာတဲ့ခစ်မှာကျွန်တော်မွေးလာတဲ့ခစ်မှာဒါမျိုးတွေမဟုတ်တော့ဆိုတော့အဲ့ဒီကျွန်တော်အဖိုးဖွားခစ်တော်ကပတ်စံနေသူက gold standard ဆိုတဲ့ပတ်စံပေါ့နော်ကျွန်တော်ပတ်စံနေရွှေနဲ့ဓာတ်ရိုက်အချိုးကျလို့ရတယ်အလွယ်တကူပြောရမယ်ဆိုလို့ရှင်မြန်မာငွေတစ်ချက် တကယ်ငွေတစ်ချက်နော်ငွေတစ်ချက်သားတူတူပဲပေါ့ငွေတစ်ချက်နဲ့တစ်ချက်နဲ့ညှိထားတယ်အခုဒါအဲ့လိုညှိလို့ရလားညှိလို့မရတော့ဘူးနော်ငွေတစ်ချက်သားကိုမြန်မာငွေတစ်ချက်နဲ့မညှိတော့ပဲနဲ့လဲလဲခွင့်မရှိတော့ဘူးဆိုတဲ့အချိန်မှာကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ fiat money ဆိုတဲ့ system ပေါ်လာတယ် okay အဲ့တော့ fiat money ဆိုတာဘာလဲပေါ့ fiat money ဆိုတာဘာလဲဆိုတော့ရှင်းပြဖို့တော့ကျွန်တော် Google ကိုသွားပြီးတော့မေးကြည့် fiat ငွေစနစ်တဲ့ အဲ့တော့ဗာ free ငွေစနစ်ဆိုဗာလေဟုတ်လား free ဆိုတဲ့ data ခွဲချင်တာじゃမဲ့ Google ကကျွန်တော်မခွဲပေးနိုင်ဘူးအဲ့တော့ကျွန်တော်ဆက်လေ့လာရင်းနဲ့ကျွန်တော်ဗာတွေ့ပါတယ် free ဆိုတဲ့ဟာဗာလေဆိုကျွန်တော်နားလည်ပါတယ်အဲ့ကျွန်တော်ရှင်းပြမယ် free ဆိုတာဗာလေဆိုတော့အစိုးရကနေပြီးတော့ကြင်ညာလိုက်လို့ယုံကြပါဆိုတဲ့စနစ်ကြီးပေါ့နော်အဲ့ဒါကို free system လို့ခေါ်တယ်ဆိုတော့သူအနောက်မှာဒီစာရွက်ရဲ့အနောက်မှာဗာ backend ရှိလေတော့ဘာမှမရှိဘူးကျွန်တော်အရင်တော့ဆိုလို့ရှိရင်ဒီစာရွက်ရဲ့အနောက်မှာရွှေဖြစ်ဖြစ် ငွေဖြစ်ဖြစ်ရှိတယ်အဲ့ငွေကျွန်တော်သွားပြီးတော့ပြန်လဲလှယ်ခွင့်ရှိတယ်ဒါမှမဟုတ်အခုဒီ fiat money system မှာကျွန်တော်ဒီပတ်စံတွေကိုဘာနဲ့မှလဲလှယ်ခွင့်မရှိတော့ဘူးဒီပတ်စံဘာကြောင့်လဲတန်မိုးရှိတာလဲဆိုရင်တော့နံပါတ်1ကတော့နိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရကဒါကိုပတ်စံတန်မိုးရှိပါတယ်ဆိုကြေညာလိုက်တယ်နံပါတ်2အပြည်သူတွေအားလုံးကလည်းအော်โอเคငါဒါတွေကိုပတ်စံအနေနဲ့လက်ခံတယ်ဆိုတဲ့အချိန်ပေါ့နော်ယုံကြည်မှုတွေရှိသွားပြီးတော့ဒီပတ်စံစနစ်ကပေါ်ပေါက်လာတာဖြစ်ပါတယ်ဆိုတော့ fiat money ဆိုတာတကယ်တမ်းကျတော့ trust ယုံကြည်မှုပေါ်မှာမူတည်တာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ ဒုတိယအနေနဲ့ကျွန်တော်သိချင်တာအဲ့တော့ဘာဖြစ်လဲဗျာ fiat money မဖြစ်လဲကျွန်တော်မမွေးခင်တည်း fiat money ထွက်နေတာအခုလဲဒီဟာတွေပဲသုံးနေတာပဲဘာဖြစ်နေလို့လဲအလွယ်တကူပြောမယ်ဆိုတော့ဘာပြဿနာမှမရှိဘူးဗျာတလားအားလုံးကဒါတွေကိုယုံကြည်နေရမယ်အစိုးရကလည်းဒါကိုထုတ်နေတယ်ကျွန်တော်တို့လည်းဒါတွေကိုသုံးနေရမယ်ဘာမှပြဿနာမရှိဘူးသူကသုံးလို့ရတယ်ဟေ့ချော်နဲ့ကျွန်တော်တို့သုံးနေတာပဲလေဟုတ်တယ်မလားဒါမဲ့ပြဿနာပဲမှလဲဆိုတော့သူတို့ကတရက်ချင်းချင်းမှာဒီဟာတွေသုံးလို့မရတော့ဟေ့လို့ချိန်ညာလိုက်လို့ရှင် ဒါတွေမြင်မှုလားပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ viewer တွေထဲမှာတော့အသက်ကငယ်တယ်ကျွန်တော်အသက်ရွယ်ဆိုလို့ရှိရင်တော့ဒါတွေကိုအပြစ်မှမြင်မှုချင်မှမြင်မှုမယ်ဒါပေမဲ့ကြားဘူးလိုက်လိမ့်မယ်လို့ထင်တယ်ဒီပတ်စံတွေကိုတုံးလို့များတော့ဟိလို့ချိန်ချလိုက်ရတယ်ဒီပတ်စံတွေအားလုံးကပတ်စံဖို့တော့ဗျာစက်ကူတာတာအာဖြစ်သွားတယ်အဲ့အချိန်မှာဘာဖြစ်ကုန်လဲဆိုတော့အဲ့ပတ်စံတွေကိုကင်ဟားလို့တဲ့အားလုံးရဲ့ပိုင်ဆိုင်မှုရဲ့အားလုံးဆုံးရှုံးသွားတာဖြစ်ပါတယ်ဆိုတော့ဒါတွေကိုသိပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာကိုဆက်ပြီးတော့လေ့လာလို့ရပြီဆိုတော့ပတ်စံဆိုတဲ့ဟာဘာကြီးလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့လေ့လာလို့ရပြီအဲ့တော့ကျွန်တော်တို့ အင်္ဂလိပ်ခေါ်ပါမှာဆိုလို့ရှိရင် money နဲ့ currency ဆိုပြီးတော့ခွဲခြားမှုရှိတယ်တော်တော်များတာဒါကိုအတူတူပဲလို့ထင်တယ်နော် money ဆိုလည်းပတ်စံမယ် currency ဆိုလည်းပတ်စံမယ်ဒါပေမဲ့တကယ်တမ်း money နဲ့ currency မှာနည်းနည်းခွဲခြားမှုတွေလည်းရှိပါတယ်အဲ့ခွဲခြားမှုကဘာလဲဆိုတော့ money ဆိုတဲ့အရာကတန်ဖိုးတစ်ခုကိုထိန်းသိမ်းနိုင်တဲ့ပစ္စည်းတစ်ခုဖြစ်တယ် currency ဆိုတာကတန်ဖိုးတစ်ခုကိုရေရှည်ထိန်းသိမ်းနိုင်တဲ့ပစ္စည်းတစ်ခုမဟုတ်ဘူးအဲ့တော့နည်းနည်းပို့ပြီးနားလည်လွယ်တဲ့အခြေအနေမှာကျွန်တော်ပြောကြည့်မယ်ကျွန်တော်ပတ်စံ or energy လို့ပဲတတ်မှတ်မယ်မဟုတ်လား တော့ပတ်စံတာတကယ်တမ်းကျတော့စီးပွားရေးမှာသုံးလို့ရတဲ့ energy economic energy လို့ကျွန်တော်သတ်မှတ်ကြမယ်ဆိုတော့ခင်ဗျားတဲ့တဲ့ရတဲ့ဝင်ငွေကိုကျွန်တော်ကလျှက်စစ်မီလို့ပဲသတ်မှတ်ပါတော့เนาะခင်ဗျာဝင်ငွေကလျှက်စစ်မီဆိုလို့ရှိရင်အဲ့ဒီလျှက်စစ်မီကိုရလာတဲ့လျှက်စစ်မီကိုခင်ဗျာဘာလုပ်မလဲဆိုတော့နံပါတ်1ကျွန်တော်ဒီဖုန်းကိုအာတန်လိုက်ရမယ်เนาะကျွန်တော်ဖုန်းကိုခင်ဗျာလျှက်စစ်မီနဲ့အာတန်လိုက်ရမယ်အဲ့ကြိုက်ချင်းဒီဖုန်းကအားမြင်မြန်ဝင်မယ်ဒါပေမဲ့ဖုန်းဆိုတဲ့အရာကကျွန်တော်တနေကုန်တုံးနေတာဖြစ်တဲ့အတွက်မတုံးဘူးဆိုရင်တောင်မှဒီကောင်ကအားရပြင်းပြင်းကုန်သွားတယ်เนาะ ဟိုဒီနေ့အပြစ်ဖြေတော့နောက်နေ့မနက်ဆိုလို့ရှိရင်နည်းနည်းယော့သွားပြီအဲ့လိုမျိုးနဲ့ရှိတယ်နောက်ပြီးတော့ကျွန်တော်ဖုန်းနဲ့ကျွန်တော်ဘာလုပ်လို့ရလဲကျွန်တော်အလုပ်တွေလုပ်မယ်တနေ့တနေ့ဖုန်းပြောမယ်အလုပ်လုပ်မယ်နော်အဲ့ဒီအတွက်ဒီကျွန်တော်ဖုန်းထဲမှာတွင်းထားတဲ့အားတွေကိုကျွန်တော်ပြန်ပြီးတော့တုံးလို့ရတယ်အဲ့ဒါကိုကျွန်တော် currency လို့တက်မှတ်မယ်ဒါပေမဲ့ခမရရဲ့တရက်တရက်ဝင်ငွေကအဲ့ဒီဖုန်းအားသွင်းတာအထက်ပို့ပြီးတော့ရတယ်ခမရရဲ့လျှက်စက်မီတရက်တရက်နော်ဒီဖုန်းအားသွင်းလို့ကုန်သွားပြီလျှက်စက်မီကျန်နေရဆိုဘာလုပ်မလဲအဲ့ဒါလို့ရှိရင်ကျွန်တော် power pan တွေကိုကျွန်တော်အားသွင်းတယ် နော်ဆိုတော့ power bank ဆိုတာမှာလေကျွန်တော် power bank ကောင်းကောင်းလေးထဲမှာအားသွင်းထားမယ်ဆိုလို့ရှိရင်နော်တရက်တရက်ပိုတဲ့ဟာလေးကိုအဲ့မှာအားသွင်းမယ်အဲ့ power bank အားသွင်းမယ်တဖြည်းဖြည်းနဲ့ဒီ power bank ကိုပြည့်ပြည့်လာမယ် power bank ဆိုတဲ့အရာကအားသွင်းတာကြာတယ်ဒါပေမဲ့သူကအားပြည့်သွားပြီဆိုလို့ရှိရင်လေတော်ယုံတန်ယုံအားပြည့်မကုန်ပါဘူးနော် power bank ကောင်းတဲ့ဟာဆိုတော့ဗျာတရုတ်မိတ်လည်းမဟုတ်ဘူးဗျာဆိုတော့ဒီ power bank နဲ့ကိုထိလိုက်တဲ့လက်စစ်မျိုးကြကျွန်တော်တို့က money လို့ခေါ်လို့ရတယ် အဲ့တော့ကျွန်တော်တည့်ရတည့်ရဒီဖုန်းလေးသုံးနေမယ်မီးတွေလာနေမယ်ဝင်ငွေတွေရနေမယ်အဲ့ကြောင့်ရင်ကျွန်တော်ဒီဖုန်းသုံးပြီးတော့အားသွင်းမယ်လုပ်နေလုပ်နေမယ်ကိစ္စမရှိဘူးဒါပေမဲ့တရက်ရက်မီးတွေပိုင်ပြတ်သွားပြီမီးတွေလုံးဝမလာတော့ဘူးဆိုတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်ဒီ power bank ကိုထုတ်ပြီးသုံးမှဒီ power bank နဲ့အားတွေကကျွန်တော်ဒီဖုန်းထဲကိုပြန်ပြီးတော့ဖြည့်လို့ရမယ်ဒါမှကျွန်တော်ဆက်ပြီးတော့တနေ့တင်နေလုံးဆက်လုပ်လို့ရမယ်တက်ဆက်ချင်လို့ရမယ်ဖြစ်နိုင်လို့ရှိရင်တော့ဒီ power bank ကိုကျွန်တော်မသုံးချင်ဘူးဟုတ်တယ်နော်ဖြစ်နိုင်လို့ရှိရင်ကျွန်တော်ပုံမှန်ရနေတဲ့ဟာရောမယ်ကျွန်တော်ဒီဖုန်းနဲ့အားသွင်းချင်တယ်ဒါပေမဲ့ တခုခုဖြစ်ခဲ့တည်ရှိတော့မီးပြတ်တယ်ငလင်လောက်တယ်ရေကြီးတယ်အလိုက်မတခုခုဖြစ်ခဲ့ပြီးကျွန်တော်မီးကြီးမရတော့ဘူးဆိုတဲ့အချိန်ကြာလို့ရှိရင်တော့ဒီပါဝါဘန့်ကြီးလုံးဝကျွန်တော်တက်အတက်ကင်မဲ့ပစ္စည်းတခုဖြစ်တယ်ဟုတ်တယ်နော်ဆိုတော့အဲ့ဥပမာနားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဝင်နဲ့ဝင်ဝင်ထဲမှာကျွန်တော်နှစ်ပိုင်းခွဲလို့ရမယ်ပထမပိုင်းက currency နောက်တစ်ပိုင်းကကျွန်တော် money ဆိုပြီးကျွန်တော်ခွဲလို့ရမယ်ဆိုတော့ currency ဆိုတာဘယ်မှာသုံးလဲဆိုတော့ကျွန်တော် net တခုကသုံးမဲ့ ကျွန်တော်အပြင်သွားမယ်အလုတ်သွားမယ်တိုက်ရှိစီးမယ်ထမင်းစားမယ်လက်ဖိတ်ဆိုင်ထိုင်မယ်တော်ကီရိုက်မယ်နော်စားတောက်တွေဝယ်မယ်ဆိုတော့ဒါမျိုးတွေအတွက်ကိုကျွန်တော်သုံးတဲ့ဟာမှာကျွန်တော် currency ကိုသုံးပြီးတော့ပုံနေတဲ့ဝင်ဝင်ကြတော့ကျွန်တော်ဒီပတ်စံအတိုင်း currency တိုင်းပဲမထားပြင်းနဲ့ကျွန်တော်အဲ့ဒါကို money အနေနဲ့ပြောင်းတဲ့လေဒါမှကျွန်တော်ရေရှည်မှာတစ်ခုခုဖြစ်ခဲ့လေရှိတော့ဒီ money ကိုကျွန်တော်ပြန်ပြီးထုတ်သုံးလို့ရမယ်အနေထားဖြစ်ပါတယ်ဆိုတော့အဲ့ဥပမာအတိုင်းမှာဆိုလို့ရှင်အရန်ကောင်းတဲ့ power bank တစ်ခုပေါ့ကျွန်တော်တို့ပုံငွေတွေကိုတင်ထမ်းနိုင်မဲ့ power bank ကောင်းကောင်းလေးတစ်ခုကဘာလဲလို့ပြောလို့ရှင်တော့အဲ့ဒါရွှေပဲဖြစ်ပါတယ် ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရွှေဝယ်ပြီးပဲထားပါတော့ကျွန်တော်ရွှေဝယ်လိုက်ရလို့ရှင်ရွှေဈေးတက်သွားတဲ့အခါမှာကိုဝယ်ပြီးတော့ရွှေဈေးတက်သွားတဲ့အခါမှာကျွန်တော်မြတ်သလားဆိုတော့မိခွန်းတခုရှိပါတယ်လူတော်တော်များများရွှေဝယ်ပြီးလို့ရှင်ရွှေဈေးတက်သွားလို့ရှင်အရန်ပြောကြတယ်ဟာမြတ်ပြီမြတ်ပြီငါတော့ပတ်ဆိုင်မြတ်သွားပြီဒါပေမဲ့အဲ့လားတကယ်တမ်းမှန်ရဲ့လားပေါ့အဲ့တော့ရွှေကဘာကိစ္စဈေးတက်သွားလဲအဲ့ဒါကိုကျွန်တော်အရင်ဆုံးဖြစ်ရမယ်ရွှေကဘာလဲပိုကောင်းမလားရွှေကဘာလဲ version update ဖြစ်သွားလို့လားနော် software update ထွက်လာလို့လားဒါမှမဟုတ်ရွှေကပို့ပြီးတော့လေးသွားလို့လားပို့ပြီးတော့တောက်ပသွားလို့လားပို့ပြီးတော့ရွှေရောင်ပေါက်သွားလို့လား မဟုတ်ဘူးရွှေရရွှေပဲဘာမှမဖြစ်တော့ဘူးရွှေအတုံးကဒီအတုံးကဒီအတုံးပဲဘာမှ upgrade မတစ်ခုမှမဖြစ်တော့ဘူးဒါမဲ့ဘာကိစ္စစီးတက်သွားတယ်အမှန်တော့ရွှေစီးတက်သွားတာမဟုတ်ကိုကင်ထားတဲ့ currency ရဲ့တန်ဖိုးကနည်းသွားတာဖြစ်ပါတယ်အဲ့တော့ရွှေစီးတက်လို့ရှိရင်ပျော်စရာကောင်းတာမဟုတ်ဘူးခင်ဗျားရွှေကင်ထားရင်တောင်မှရွှေစီးတက်သွားလို့ရှိရင်ပျော်စရာကောင်းတဲ့တည်င်းတစ်ခုမဟုတ်ဘူးဘာဖြစ်လဲဆိုတော့ရွှေစည်းကအမှန်ရွှေစည်းတက်သွားတာမဟုတ်ဘူးခမားလက်ထဲမှာလက်မှာခြင်ထားတဲ့ငွေကြီးတန်ဖိုးကြီးကျသွားတာဆိုတော့အဲ့ဒီပြင်ခမားနောက်မှရမယ့ နောက်မှရရရှိတယ်ဆိုတော့ငွေကြေးတွေအားလုံးရဲ့တန်ဖိုးတွေကလည်းကျိုတင်ပြီးတော့ကျသွားတာဖြစ်ပါတယ်နော်အဲ့တော့ခမရနောက်ပိုင်းရတဲ့ပတ်စံအနေပြီးတော့ခမရရွှေသွားဝယ်တဲ့ခါမှာပိုပြီးပြီးဝယ်ရတော့မယ်အခြေအနေထူဖြစ်သွားတယ်ဒါကြောင့်တင်ရွှေကင်ထားတယ်ဆိုရင်တော့မှရွှေစစ်တက်သွားလို့ရှိရင်ကောင်းတဲ့အရာလည်းမဟုတ်ဘူးမြက်တဲ့ဟာလည်းမဟုတ်ပါဘူးနောက်ဝယ်မဲ့ရွှေတွေပဲပိုစည်းကြီးသွားတာဖြစ်ပါတယ်နောက်ပြီးတော့ရွှေစစ်တက်လို့ရှိရင်ရွှေပဲတက်လိမ့်မရှိဘူးတခြားကုန်ပစ္စည်းကုန်စည်လုံးတွေလည်းလိုက်ပြီးတက်လိမ့်ရှိတယ်ဥပမာပြောပြမယ်ဆိုရင်ရွှေတစ်ချက်သားက ဆန်အိတ်90ဝယ်လေးရထားပါတော့ကျွန်တော်တော့မသိဘူးเนาะအခုဆန်တအိတ်ဘယ်စေးလဲမသိဘူးထားပါတော့အဲရွှေတစ်ချက်တော့ဆန်အိတ်90ဝယ်လေးရတယ်ရွှေစေးတက်သွားလို့ရှိရင်လည်းဆန်စေးလည်းလိုက်တက်သွားမှာမယ်အဲ့တော့တက်သွားပြီးတဲ့အချိန်မှာမှဒီရွှေတစ်ချက်တော့ရောင်းလိုက်လို့ဆန်အိတ်90ပဲရတယ်ဆိုရင်ဘာမှမထူပါဘူးလေရွှေစေးတက်သွားတာမဟုတ်ဘူးဘာဖြစ်သွားလဲကိုကင်ဟားတဲ့ငွေကြေးတက်မှုပဲကျသွားဖြစ်ပါလေ Okay ဆိုတော့ဒါကတော့ကျွန်တော်အခုလေးလာလိုက်ရင်းနဲ့တိလိုက်ရတဲ့အမြင်လေးတစ်ခုပေါ့နော်ဆိုတော့ဒါလေးကျွန်တော်ပြပြကြအောင်နားလည်လွယ်မယ်လို့ထင်ပါတယ် အဲဆိုတော့တဲ့အနေနဲ့လည်းအခုဒီဗီဒီယိုကြည့်မယ်ထင်ပါရွှေပဲပြေးဝယ်ရတော့မှာလားဘာလားဆိုတော့ကျွန်တော်က financial advisor မဟုတ်ပါဘူးအဲ့အတွက်ကျွန်တော်ဘသူ့ကိုဘာဝယ်ပါဘာဝယ်ပါဆိုပြီးကျွန်တော်မတိုင်တွန်းပါဘူး take money ဆုံးဖြတ်ရမယ်ဆုံးဖြတ်ချက်ဖြစ်ပါတယ်ရွှေဝယ်ခြင်းလဲဝယ်ပါမဝယ်ခြင်းလဲနေပါကျွန်တော်လည်းဘာမှဆိုင်ပါဘူးတင်ရွှေဝယ်လို့လည်းကျွန်တော်အမြင့်အစွန်းတပြားချက်ဘာမှမရပါဘူးကျွန်တော်အနေနဲ့ကတော့ခုနပြောတဲ့ဥပမာတိုင်းပဲကျွန်တော်ဝင်ငွေတစ်ခုရှိလို့ရှိရင် ျွန်တော် currency ဆိုတဲ့ဟာအနေနဲ့တပုံထားတယ်နောက်ပြီးလို့ရှိရင်ကျွန်တော် money ဆိုတဲ့တပုံအနေနဲ့ထားတယ်ဆိုတော့ money ဆိုတာကျွန်တော်တော့ကရွှေဖြစ်ပါတယ်ဆိုတော့အဲ့ရွှေကိုကျွန်တော်ကရွှေသေးတက်လာကြလာကျွန်တော်ခင်မဆိုင်ဘူးရွှေသေးတက်သွားလဲကျွန်တော်မပြောဘူးကျသွားလဲကျွန်တော်ဘာမှမဖြစ်ဘူးကျွန်တော်မြန်မာနိုင်ငံသူတွေကလည်းရွှေနဲ့အရင်ကြီးစိမ့်နေရလူတွေမဟုတ်ပါဘူး။နေရာတခါကျွန်တော်ရွှေဆိုင်နဲ့ရှိတယ်။တော့ကျွန်တော်ဈေးဒီပထိုးတွေအားလုံးကကျွန်တော်ရွှေတင်ကန်းနဲ့ကတ်တယ်။နော်ကျွန်တော်ရွှေလက်ဝတ်လက်စားတွေကျွန်တော်မြန်မာနိုင်ငံမြန်မာမြန်မာနိုင်ငံသူတွေဝတ်တာအကြိုက်တယ်။ဆိုတော့ ကျွန်တော်အများကြီးသိပြောစာမလို့ဒါပေမဲ့ကျွန်တော် money နဲ့ currency နဲ့ဘာကွာလဲဆိုတာကိုလည်းကျွန်တော်တေချာလေးရှင်းပြပေးချင်လို့ဖြစ်ပါတယ်အဲ money နဲ့ currency ဘာကွာလဲဆိုတာသိပြီလို့ရှင်ကိုယ့်ရဲ့ money တွေပေါ့နော်ကိုယ့်ရဲ့ဝင်ငွေတွေကိုဘယ်လိုမျိုးကာကွယ်နိုင်မလဲ inflation ဒဏ်နေမထင်မှတ်တဲ့သဘာဝဘေးအန္တရာယ်တွေဘာတွေဇီကနေဘယ်လိုမျိုးကာကွယ်နိုင်မလဲဆိုတာကိုကိုယ့်ဘက်ကိုဆုံးဖြတ်တက်ပြီလို့ထင်ပါတယ် Okay ဒီ video ကိုအဆုံးထိကြည့်ပြီးတော့လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ဒီ video ရဲ့ရည်ရွယ်ချက်ကလူတိုင်းဒီငွေကြေးအသိပညာဖြစ်တဲ့ financial literacy ကို လူတိုင်းရှိတဲ့လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလုပ်ပေးရဖြစ်ပါတယ်။ကျွန်တော်နောက်ပိုင်းလည်းဒီလိုမျိုးဗီဒီယိုတွေကိုလုပ်ပေးပါမယ်။အားလုံးလည်း free ကြည့်လို့ရပါတယ်။အဲ့တော့ကျွန်တော်ရဲ့ YouTube ကို subscribe လုပ်ပေးထားပါ။အမှန်တော့ဒီငွေကြေးနဲ့ဆိုင်တဲ့ပညာရပ်ကငငယ်လေးကလေးကကျွန်တော်တို့ကျောင်းနေရအစားကျွန်တော်တင်ပေးခဲ့ရမှာပေါ့နော်။ဒါမဲ့ကျောင်းကျောင်းမှလည်းဒီဟာတွေမတင်ပေးဘူး။ကျွန်တော်ဆိုလို့ရှိရင်အဲ business နဲ့ bachelor ပြီးထားတာပါလေ။ဒါမဲ့အဲ့ကျောင်းမှလည်းမတင်ပါဘူး။နိုင်ငံသားကြောင့်မှမတင်ပါဘူးဆိုတော့တကယ်အရေးကြီးတဲ့ဟာတွေကိုမတင်ပေးဘူးပေါ့နော်ကျောင်းဆိုတော့ကိုဘကိုစာအုပ်တွေဖတ်တခြားနေရာလေ့လာပြီးမှ ရတဲ့အသိပညာလေးဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဗီဒီယိုကိုအဆုံးသတ်ကြည့်ရလို့လေတော့ဒီနေ့ဗီဒီယိုမှာကျတော့ကျွန်တော်ဒီပုံလေးပေါ့နော်ဘက်ထရီပုံလေးဒီပုံလေးကို comment တွေရေးပေးပါ။အဲဘယ်သူတွေရှိလဲကျွန်တော်ကြည့်ရှင်ပါလေ။နောက်ပြီးတော့ဘက်ကွန်အကြောင်းလေးလာချင်ဆိုရင်ဒီနေရာနေနဲ့ပါ။ Okay, အားလုံးပဲ thank you bye bye.